မင်္ဂလာပါဒီနေ့တော့လေအသက်သက်တော့တဲ့ကအလူဒါနနဲ့ပတ်သက်တဲ့အမိအဖြစ်လေးတခုကိုဆွေးနွေးကြည့်ကြမယ်။ဟုတ်ကဲ့။ဒါကပတိနေဒီကောဒလာမင်းကြီးကမြတ်စွာဘုရားကိုမေးလျှောက်ခဲ့တာတွေပေါ့နော်။อืมဟုတ်ပါတယ်။ဖေသူကိုလူရမလဲ။အမ်ပြီးတော့ဖေသူကိုလူရင်အကျိုးအများဆုံးရမလဲဆိုပြီးတော့မေးထားတာလေ။ဟုတ်ကဲ့။အဲ့ဒီမိခွန်းတခုကအရေးကြီးပါတယ်။ဒီဆွေးနွေးမှုမှာအဓိကကတော့ဟိုဟာလေ စိတ်ထဲမှာကြည်ညွန်လို့လှူတာနဲ့တကယ်ကိုအကျိုးရှိစေချင်လို့လှူတာချားကခွာချချက်ကိုနားလေပို့ပါပဲမှန်ပါတယ်အထူးသဖြင့်မြတ်စွာဘုရားရဲ့ရှင်ပြပုံအဲလေသမားဥပမာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ထင်တယ်ဟုတ်ပါတယ်အဲ့ဒီမိခွန်းတစ်ခုကထိချစီနော်မြတ်စွာဘုရားကအဲ့ဒါကိုအရင်ထောက်ပြတယ်ပရမမိခွန်းလေးဘယ်သူ့ကိုလူရမလဲဆိုတာဟုတ်ကဲ့အဲ့ဒါကြတော့ကိုယ်စိတ်ကြည်ညိုတဲ့သူတင်းတော်တဲ့ထင်တဲ့သူကိုလူပါလို့ဖြေတယ်ပေါ့ဒါကကိုယ့်ရဲ့ခံစားချက်ဆက်ဆံရေးပေါ်မူတည်တာ အေးကိုခင်မရနော်ဟုတ်တယ်ဒါပေမဲ့ဒုတိယမေခွန်းကြတော့ဘသူကိုလူရင်အကျိုးကြီးမလဲဆိုပြီးပိုတိတိကြကြမီးလာတာအာအကျိုးများဆုံးရချင်တဲ့သဘောအဲ့လိုသဘောအဲ့ဒီခါကျတော့အဖေကတီလာရှိတယ်ပို့ကိုကိုလူရင်အကျိုးကြီးတယ်ဆိုပြီးတိတိကြကြဖြေထားတယ်လေအော်ဟုတ်ကဲ့ဆိုတော့အကျိုးကြီးတာကိုပိုရှင်းသွားအောင်မြတ်စွာဘုရားကလီးသမားဥပမာပေးခဲ့လေဆိုတော့အဲ့ဒါလေးနည်းနည်းပြောပြပါအောင်အဲ့ဒီဥပမာကတိတ်ရှင်းတယ်ဗျ မြတ်စွာဘုရားကမင်းကြီးကိုပြန်မေးတာပေါ့အရေးကြုံလို့စစ်တိုက်ဖို့လိုလာပြီဆိုပါတော့ဟုတ်ကဲ့အဲ့ဒီခါမှာလေတက်ပညာလည်းမကျွမ်းကျင်ဘူးကြောက်လည်းကြောက်တယ်တုံလုံးနေတယ်အဲ့လိုမင်းမျိုးပုံနာမျိုးကုံတယ်မျိုးစီရသားမျိုးကိုခေါ်တုံးပါလားအင်းဒါမှမဟုတ်ရင်လေတက်ပညာကျွမ်းကျင်တယ်ရေးရင်တယ်တင်းငယ်တယ်အဲ့လိုအရေးချင်းရှိတယ်မင်းမျိုးပုံနာမျိုးကုံတယ်မျိုးစီရသားမျိုးကိုတုံးပါလားဆိုပြီးမေးလိုက်တာအင်း လက်တွေ့ကြတော့အရေးချင်းရှိတဲ့သူကိုပဲရွေးမှာပေါ့နော်ဟုတ်တာပေါ့မင်းကြီးကလည်းလိုပဲဖြစ်တယ်ကျွမ်းကျင်တဲ့သူရေးရင်တဲ့သူကိုပဲရွေးမှာပါဖရားပေါ့ဆိုတော့ဒါကအမျိုးဆက်လူမှုအလွတ်အတအရေးအချင်းတက်ကြွမှုကိုပဲအဓိကထားရွေးတယ်ဆိုတဲ့သဘောပဲဩဒါဆိုရင်အလူခံပုံကောင်မှလည်းအလားတူပဲပေါ့သူ့ရဲ့နောက်ခံဇက်ဆိုတာတွေထပ်သူ့မှာရှိတဲ့အတွေးစိတ်အရေးအတွေးကအချိုးကြီးခြင်းမကြီးခြင်းအတပ်ပိုအရေးပါတယ်လို့ဆိုလိုတာပေါ့နော် အတီးရကြပါပဲအဲ့ဒီလိုအကျိုးကြီးတဲ့အလူခံပုဂ္ဂိုလ်မှာရှိရမယ့်အရေးသွေးတွေကိုမြတ်စွာဘုရားကဘယ်လိုမျိုးဟောထားလဲအမ်ပယ်ရှားရမယ့်အချက်တွေအရင်ပြောမလားဟုတ်ကဲ့အကျိုးကြီးတဲ့အလူကိုခံယူထိုက်တဲ့တော်ကောင်းမှာပယ်ရှားပြီးသားဖျက်ရမယ့်အင်္ဂါ၅ပါးရှိတယ်ဆိုပြီးဟောတယ်နိဝရဏတရား၅ပါးလို့ခေါ်တော့ပါတယ်စိတ်ကိုအနောက်ရှက်ပေးတဲ့အတားအဆီးတွေပေါ့လေဟုတ်ကဲ့ပထမတစ်ခုကကာမစန္ဒာဆိုတော့ကာမဂုဏ်အာယုံတွေကိုလိုချင်တက်မဲ့စိတ်ပြင်းပြတာအင်းဒုတိယကဗျာပါဒ သူတဘာကိုဖြစ်စည်းလို့တဲ့စိတ်အမုန်းစိတ်ဒေါသပေါ့ဟုတ်ပါတယ်တတိယကထီနမတ္တစိတ်ရောပိုရောထိုင်မိုင်းလေးလာနေတာအာမရှိတာအင်းအင်းစတုထကဥတထကုကုဆာစိတ်ကဟိုးရောက်ဒီရောက်ပြန့်လွင်နေတာရဲ့ပြီးတော့လုတ်ခေတာမလုတ်ခေတာတွေအတွက်နောင်တရပူပန်းနေတာဟုတ်ကဲ့နောက်ဆုံးတစ်ခုကဝိစိကိစ္စယုံမာတန်တရားတွေများနေတာမဆုံးဖြတ်နိုင်တာပေါ့ ဒီလိုစိတ်အညစ်အကြေးတွေအတအဆီးတွေကင်းနေတဲ့ပုံကိုလူတာကအကျိုးကြီးတယ်လို့ဆိုလိုတာပဲ။အော်ဒါတွေကကင်းစင်ရမယ့်အချက်တီးပေါ့နော်။ဒါဆိုရင်ပြေဆုံးရမယ့်အရေးချင်းတွေကတော့ဘာတွေဖြစ်မလဲရှင်။ဟုတ်ကဲ့။အဲ့ဒီ၅မျိုးကိုပေရှားထားနိုင်ရုံတင်မကတည်ဘူး။ပြေဆုံးရမယ့်အင်္ဂါ၅ပါးကိုလည်းဆက်ဟောထားပါတယ်။ဒါတွေကအရိယာတူတော်ကောင်းတွေအထွတ်အမြတ်ထားရအရေးချင်းတွေထက်ကအချို့ပေါ့။ဟုတ်ကဲ့။တိကတီလာကိုချင်းတရားကောင်းမွန်တာစောင့်ထင်းတာနှစ်ကတမာတိ စိတ်တည်ငြိမ်ပြီးတော့စူးစိုက်မှုရှိတာ။อืม။သုံးကပညာအမှန်တရားကိုတည်မြင်တဲ့ဉာဏ်ပညာ။လေးကဝိမုတိကိလေသာကနေလွတ်မြောက်နေတဲ့အခြေအနေ။ဟုတ်ကဲ့။နောက်ဆုံးငါးကဝိမုတိညာနဲ့တဒနာ။အဲ့ဒီလိုလွတ်မြောက်ပြီးချောင်းကိုယ်တိုင်ရှင်းရှင်းလင်းလင်းပြန်တည်တဲ့ဉာဏ်ပညာပေါ့။ဒီအရေးချင်းတွေကတော်တော်အစိမ့်မြင်တယ်နော်။ရဟန္တာအရှင်မြတ်ဒီမှာပြည့်စုံတဲ့ဂုဏ်တော်တွေ။အာဟုတ်ကဲ့။ဆိုတော့လေးသမားဥပမာနဲ့ပြန်ရှင်းကြည့်ရင် ဒါတွေကစိတ်ပိုင်းဆိုင်ရာမှာတကယ့်ကိုကျွမ်းကျင်မှုအစီအမံတွေပေါ့ဗျာရှင်းပါပြီဒါဆိုရင်ဒီဆွေးနွေးမှုကနေကျမတို့အရေကနားလည်လိုက်တာကအလူတကူရဲ့အကျိုးတရားအကြီးမားဆုံးစစ်ဖို့ဆိုရင်အလူခံပုဂ္ဂိုလ်ရဲ့အတွင်းစီရဲ့ချင်းဒီဆိုလိုတာကအနောက်ရှေ့နိဝရဏတွေကင်းနေပြီးတော့တီလသမာဓိပညာစတဲ့အာရိယရေဂုံရေတွေနဲ့ပြည့်စုံနေဖို့ကအဓိကပဲဆိုတာနော်ဟုတ်ပါတယ်လီသမားရွေးဆိုလို့လေအမျိုးအစားထက်အရေးချင်းကိုကြည့်ရမယ်ဆိုတဲ့သဘောတည်တည်ကြကြပါပဲဒါပေမဲ့အဲ့ဒီမှာနောက်ထပ် စဉ်းစားစရာလေးတခုရှိသေးတယ်ဗျာဟုတ်ကဲ့ဗာများလေးရှင်တူတက်ရဲ့အဆုံးကဂါထားတွေမှာလေအလူရှင်ကဝမ်မြောက်ဝမ်းသာနဲ့လူကြပါကုန်လူကြပါကုန်လို့တိုက်တွန်းတာကိုမိုးချင်းတန်နဲ့တူတယ်လို့ဆိုတယ်อืมမိုးချင်းတန်ဟုတ်တယ်ပြီးတော့အဲ့ဒီလူပြုတ်လိုက်တဲ့ကောင်းမှုကုတော်ကအလူရှင်ရှိကိုမိုးရည်တဲ့ပြန်ရွာချတယ်လို့ကြားလဲဆိုဆိုစေတယ်အကျိုးပေးတယ်လို့ဖွဲ့ဆိုထားတာရှိတယ်အော်စိတ်ဝင်စားစရာပဲနော်အဲ့ဒီဥပမာလေးက ဘာကိုစဉ်းစားစရာပေးတယ်လဲဆိုတော့အလူခံပုဂ္ဂိုလ်ရဲ့အရေးချင်းကအကျိုးပေးရဲ့ပမာဏကိုဆုံးထက်တဲ့နေရာမှာအရေးကြီးတာမှန်းတယ်ဒါပေမဲ့အလူရှင်ရဲ့စိတ်ထားအဲ့ဒီလိုလူရလို့ဝမ်းမြောက်တဲ့စိတ်သူညာတွေကိုပါကုသရစေခြင်းလို့တိုက်တွန်းတဲ့စိတ်ဓာတ်အဲ့ဒါတွေကလည်းဖြစ်လာမဲ့ကောင်းချိုးကို ကိုယ်တိုင်ပြန်လဲခံစားရရှိမှုအပေါ်မှာအများကြီးတက်ရောက်မှုရှိနိုင်တယ်ဆိုတာကိုညွှန်းနေသလားလို့တွေးစရာလေးပါပဲအင်း ကောင်းတဲ့မျိုးစေ့ကိုကောင်းတဲ့မျိုးမှာချက်ယုံတယ်မဟုတ်ပဲအဲ့ဒီအပင်ကိုရှင်တန်းစေတဲ့မိုးရေလိုမျိုးအလူရှင်ရဲ့စိတ်ကလည်းအရေးပါတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့လိုတွေးစားကြည့်နိုင်ပါတယ်ဗျာခောင်းပါပြီရှင်ဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့ဤသက်သက်စုအရာအလူဒါနာရဲ့အကျိုးအကြီးမားဆုံးဖြစ်ဖို့ဆိုရင်အလူခံပုဂ္ဂိုလ်ရဲ့တီလတမာတိပညာစတဲ့အသွင်းစိတ်တန့်စင်မှုအရေးအချင်းတွေကအဓိကကြတယ် လေးသမားဥပမာလိုပဲနှုတ်ခမ်းဆက်အဆင့်အတန်းချက်အရေးချင်းကပူအရေးကြီးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိခဲ့ရပါတယ်မှန်ပါတယ်နောဆုံးမီနဲ့ဆက်ပြီးစဉ်းစားကြည့်ဖို့ကတော့လေအလူရာနာပြုတဲ့အခါအလူခံရဲ့အရေးချင်းကအကျိုးပေးကိုဆုံးဖြတ်တယ်လို့အလူရှင်ကိုယ်တိုင်ရဲ့ကြည်လင်တဲ့စေတနာဝမ်းမြောက်မှုကိုယ်တူကိုမျှဝေလို့စိတ်ဒီလိုအလူရှင်ဘက်ကစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကလည်းအဲ့ဒီကောင်းကျိုးချမ်းသာကိုဘလို့အတိုင်းအတာအထိပူပြီးပြည့်စုံစေမလဲအပြန်လန့်ဘလို့တည့်ရုံမှုရှိနေမလဲဆိုတာကလည်း စိတ်ဝင်စားစရာဆင်းရဲစရာအချက်တခုဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်